လက်ရှိအချိန်ကာလလေးမှာတောတွေတောင်တွေထဲမှာတယောက်တည်းဖြစ်နေပေမဲ့အထီးကျန်တယ်လို့မခံစားရဘူးတယောက်တည်းနေလို့ကောင်းနေတာပေါ့နော်တယောက်တည်းနေလို့ကောင်းနေတယ်အေးအေးချမ်းချမ်းရှိနေတယ်ကျွန်တော်ရဲ့စိတ်နှလုံးကပဂရိငြိမ်းချမ်းနေတာပေါ့နော်စမ်းရည်လေးစီးသလိုအေးချမ်းနေတဲ့အချိန်ပေါ့ လောကီတစ်ခုလုံးကလည်းဘာတမ်းမှမကြရပဲနဲ့အေးချမ်းပြီးတော့တိတ်ဆိတ်နေတဲ့အချိန်လည်းဖြစ်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုရေရရာလေးတစ်ခုမျှဝေပေးချင်တာပေါ့နော်။အဲ့ဒါဘာရေရရာလဲဆိုတော့စိတ်ဆိုးပြေသေးတဲ့ရေရရာဖြစ်ပါလေ။ကျွန်တော်တို့ဗာမင်းသင်္ခါပညာရတဲ့တမှာဆိုရင်တော့စိတ်ဆိုးပြေအောင်ဒါလေးဆောင်ဆိုပြီးတော့ကျွန်တော်တို့သင်ကြားခဲ့ရတာပေါ့နော်။ အဲ့တော့စိတ်ဆိုးတယ်ဆိုတဲ့စကားကစိတ်မရေးချမ်းနိုင်ဘူးပေါ့စိတ်ရေးချမ်းခြင်းရဲ့ဆန့်ကျင်ပဲဖြစ်တယ်ပေါ့နော်စိတ်ဆိုးကြတယ်ကိုယ့်ရဲ့စိတ်ဆိုတဲ့အရာကဆိုးသွားတယ်မဲသွားတယ်မဖြူစင်နောက်ကြည့်သွားတယ်ပေါ့အဲ့လိုမျိုးအတိတ်ပဲတက်ရောက်တာပေါ့အဲ့တော့ကျွန်တော်တို့စိတ်ဆိုးတယ်ဆိုတဲ့စကားဟာတမိသာချင်းချင်းလဲစိတ်ဆိုးနိုင်တယ် ဇနီးမောင်နှံအကျင်လင်မယားနှစ်ယောက်ကလည်းစိတ်ဆိုးနိုင်နေ။နောက်စီးပွားရေးလုံးပေါ်ကိုင်းပဲမိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေမှာလည်းပဲတယောက်နဲ့တယောက်စိတ်ဆိုးမှုလေးတွေရှိနိုင်တာပေါ့။ဆရာနဲ့တပည့်နဲ့ကြားထဲမှာလည်းစိတ်ဆိုးမှုရှိနိုင်တယ်။ကျွန်တော်လူပတ်ဝန်းကျင်အတိုင်းဝိုင်းကြားထဲမှာတယောက်နဲ့တယောက်တချို့ဆိုရင် မခေါ်နိုင် မပြောနိုင်ဖြစ်တဲ့ဒီစိတ်ဆိုးသွားကြတာပေါ့။စကားစကား စကားပြောရင်းနဲ့စကားတွေအမှားပါတာလေးတွေကိုတစ်ဖက်ကနေပြီးတော့အထာနာကောက်ပြီးတော့စိတ်ဆိုးသွားတာတွေရှိတယ်။တယောက်နဲ့တယောက်ပြောမှဆိုမှရောင်းမှဝယ်မှအမှားယွင်းလေးတွေကိုအကြောင်းပြုပြီးတော့စိတ်ဆိုးသွားတာတွေလည်းရှိတာပေါ့နော်။အဲ့တော့စိတ်ဆိုးသွားတဲ့အခါမှာကျွန်တော်မြန်မာစကားပုံရှိတာပေါ့ဆိုတော့လဲမချောက်စင်နဲ့ဆိုတဲ့စကားရှိတယ်ပေါ့နော်ဆိုတော့လဲမချောက်စင်နဲ့ဆိုတဲ့စကားကလက်ရှိဖြစ်တည်နေတဲ့ခင်မင်မှုတွေ မေတ္တာတရားတွေခန်းချောက်မသွားစေနဲ့လို့ဆိုလိုတယ်လို့ထင်ပါတယ်เนาะအဲ့တော့တငယ်ချင်းတွေချစ်ကြတယ်မိษွေပေါင်းတဲ့ခင်မင်ကြတယ်တမီးသားချင်းချင်းတယောက်နဲ့တယောက်ချစ်မြနိုးကြတယ်နောက်အကျဉ်လည်းများနှစ်ဦးတယောက်နဲ့တယောက်နားလည်မှုအပြေဝါနဲ့မေတ္တာတွေရှိကြတယ်အဲ့ဒီဆိုနေတဲ့မေတ္တာတရားပေါ့အဲ့ဒီမေတ္တာတရားလေးကခန်းချောက်မသွားစေနဲ့ဆိုတဲ့အတိတ်ပဲနဲ့ရှေ့မြန်မာလူမျိုးတွေကမြန်မာလူကြီးတွေက ကျွန်တော်တို့စိုးစောလဲမချောက်စေနဲ့စိုးစောလဲမချောက်စေနဲ့ဆိုတဲ့စကားကိုခဏခဏဆုံးမခဲ့တာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာစိုးစောလဲချောက်နေတဲ့လူတွေဘယ်နှယောက်များရှိနေပြီလဲပေါ့နော်တယောက်နဲ့တယောက်အခင်မင်းတွေပြည့်နေကြတာဘယ်နှယောက်ရှိလဲတယောက်တယောက်ကြည့်မရခေါ်မရမခေါ်နိုင်မပြောနိုင်ဖြစ်နေတဲ့လူတွေဘယ်နှယောက်ရှိလဲတချို့ဆိုရင်မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေကြားထဲမှာ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ပြီးတော့မှဘာမို့တဲ့အကြောင်းကိစ္စလေးကိုအကြောင်းပြုပြီးတော့အခင်မင်းတွေပြက်ကုန်ကြတယ်မိပြဲဆွေပြက်တွေဖြစ်ကုန်ကြတယ်တချို့ဆိုရင်မခေါ်နိုင်မပြောနိုင်တွေဖြစ်ကုန်ကြတယ်တချို့ဆိုရင်ဘလောက်ထူးဆန်းလဲဆိုရင်သူ့အိမ်ရှိရတော်မှငါဖြတ်မလျှောက်ဘူးဆိုပြီးတော့อืมအဲကိုရဲ့မိဆွေပေါင်းတဲ့တကယ်ချင်းရှိခဲ့တဲ့နေအိမ်ရှိရရှောင်ခွင့်မိသွားရတဲ့အခြေအနေထိတောင်အခင်မင်းတွေပြက်ကြတာပေါ့အဲ့တော့ဘဝမှာတစ်ခါတလေမှာ အဲ့ဒီအခင်မင်ပြချင်းရဲ့အကြောင်းတရားကိုပြန်ပြီးတော့မခေါ်နိုင်မပြောနိုင်ဖြစ်တဲ့အကြောင်းတရားကိုပြန်ပြီးတော့လေ့လာကြည့်တဲ့အခါကျတော့ဘယ်အရာကတားမြစ်ထားတာလဲဘယ်အရာကတားဆီးထားတာလဲဆိုရင်မာမာနဆိုတဲ့အရာဖြစ်ပါတယ်သူတော်မခေါ်တာငါငါကဘာကြောင့်ခေါ်မှာလဲသူတော်နှုတ်မဆက်တာငါဘာလို့နှုတ်ဆက်ရမှာလဲသူတော်ငါ့ကိုစကားစမပြောတာ ငါသူ့ကိုအောက်ကျနောက်ကျခံပြီးတော့ဘာကြောင့်ပြောရမှလဲဆိုတော့ကိုကပြန်ခေါ်ကျင်တာတော့မှအဲ့ဒီမာမာနဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့ရဲ့နောက်ကနေကျွန်တော်တို့ရဲ့အတွင်းကနေကျွန်တော်တို့ရဲ့အစ္ဆတကနေပြီးတော့ထိမ့်ချုပ်ထားတဲ့အခါကျတော့အဲ့ဒီကောင်မခေါ်နဲ့မပြောနဲ့အစားပြေမာမာနဆိုတဲ့အရာမြှောက်ပင့်ပေးထားတဲ့အခါကျတော့ခေါ်ကျင်တာတော့မှမခေါ်ဖြစ်ဘူးပြန်ပြီးတော့အစဉ်ပြေစဉ်ပြေကျင်တာတော့မှမပြေကြရဘူးပေါ့နော်အဲ့ဒီမာမာနဆိုတဲ့အရာကလည်းကျွန်တော်တို့ ဒီမတ္တာဖို့တာနိဝရဏတရား၅ပါးထဲမှာမာနဆိုတဲ့အရာပါပါတယ်။မာနသည်တတော်ဆိုးပါတယ်။ကျွန်တော်အသက်ကအသက်48နှစ်ရှိပါပြီ။အသက်48နှစ်မှာအချိုးနှံရဆုံးအဖိနှံရဆုံးအခက်အခဲဆုံးအရာကိုပြောပါဆိုရင်အဲ့ဒီငါဆိုတဲ့မာနတရားဖြစ်ပါတယ်။အဲကျွန်တော်ဆိုရင်လည်းအဲ့ဒီငါဆိုတဲ့မာနတရားသည် တခါတည်းရန်ခေါင်းဆောင်ထလာတယ်ငါဘာအဲအဲ့လိုမန်နေတက်ချင်တာပေါ့နော်အဲ့ဒါကိုတော့မနေဖိနေရတယ်မနေချုပ်ချေရတယ်အဲ့တော့ကျွန်တော်တို့တယောက်နဲ့တယောက်ဆွေမျိုးသားချင်းညီကောင်မှချစ်သူသမီးသားလင်မယားတွေကြားထဲမှာပြန်ခေါ်ရင်အစဉ်ပြေနိုင်ပါရဲ့နဲ့တိပါရဲ့နဲ့အဲ့ဒီမန်မာနာဆိုတဲ့အရာကြီးကတားမြစ်ထားတဲ့အခါကျတော့အခင်မင်းနေပြန်ပြီးတော့အစဉ်မပြေကြဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဘဆရာကြီးမင်းသိန်ကားကကျွန်တော်တို့ ဓာမီရနဲ့ပတ်သက်တဲ့ပညာရပ်တွေကိုသင်ကြားပေးတဲ့အခါမှာစိတ်ဆိုးပြေအောင်ဒါလေးဆောင်တဲ့အဲ့တော့တစုံတယောက်ကကိုယ်စိတ်ဆိုးနေတယ်အဲ့ဒီစိတ်ဆိုးနေတဲ့လူကလည်းပဲကိုယ်ကမဖြစ်မနေခေါ်ရပြောရနှုတ်ဆက်ရရှေ့ဆက်ရမဲ့လူဖြစ်နေတယ်ဆိုကြပါစို့ဒါဆိုရင်အဲ့ဒီသူစိတ်ဆိုးပြေသွားအောင်ချက်ချင်းဆိုသလိုပဲကိုယ့်ဘောမှာမြတ်တာတက်ဝင်ချက်ခင်သွားအောင်လွယ်လွယ်ကူကူပြုလုပ်လို့ရမယ်ဂမ်ဘီရာရေရာလေးနီးလေးတစ်ခုရှိပါတယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘေရင်စကားနဲ့ပြောမယ်ဆိုရင်စတူယန်ပေါ့နော်စတူယန်ကိုဆောင်းရပါတယ်အဲ့တော့ကိုယ့်ကိုစိတ်ဆိုးနေတဲ့သူကဘာနေသားလဲအဲ့ဒီကိုယ့်ကိုစိတ်ဆိုးနေတဲ့လူရဲ့စတူယန်အပင်ရဲ့အမြစ်ကလေးကိုဆောင်းသွားတာပေါ့နော်အမြစ်ကလေးကိုဆောင်းသွားတာပေါ့အဲ့တော့ကျွန်တော်တို့ဘေရင်မှာဆိုရင်တော့အောင်လန်သူစစ်သူကြီးပွဲဆိုပြီးတော့အဲလင်္ကာလေးရှိတာပေါ့နော်တနင်္ဂနွေသားသမီးစိတ်ဆိုးနေတယ်ဆိုရင် လန်လေးခုမြောက်ပေါ့နော်တနင်္ဂနွေရဲ့လေးခုမြောက်ဆိုတော့တနင်္ဂနွေတနင်္ဂလာအင်္ဂါဗုဒ္ဓဟူဗုဒ္ဓဟူနဲ့အပင်ရဲ့အမြစ်ကလေးကိုစောင်းသွားမှာပေါ့အဲ့တော့တနင်္ဂနွေသားသမီးစိတ်ဆိုးနေရင်ဝါပင်ရဲ့အမြစ်ကလေးကိုစောင်းသွားရင်ကို့ကိုမြင်လိုက်တာနဲ့ချက်ချင်းဆိုသလိုပေါ့နော်စက္ကန့်ပိုင်းအတွင်းမှာကိုပဲစိတ်ဆိုးနေတာတွေဟာစိတ်ဆိုးပြေသွားတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပဲအခုလိုအေဂျင့်နဲ့ညကာလအချိန်ကာလမှာ เนาะအခင်မင်းတွေပြက်လို့စိတ်ဆိုးနေလို့စိတ်ကောက်နေလို့တောကရောက်နေတယ်ပူလောင်နေတယ်ဆိုရင်အေးချမ်းစေဖို့အတွက်ဒီရရာနီးလေးကိုမှတ်မှတ်ရရတတိတရာမျှဝေပေးခြင်းဖြစ်ပါလေအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေစိတ်တော်ကတွေကင်းဝေးကြပါစေမာမာနာဟုသမျှခဝါချနိုင်ကြပါစေเนาะသို့တော်လည်းမကြောက်စင်နဲ့လို့ဆူတောင်းမြတ်တာပို့တာပြလိုက်ရပါတယ်เนาะ ကျွန်တော်ကတော့ဆရာရင်းတင်တော်ပါကျွန်တော်လက်ရှိကတော့ဒီထောက်ကျန့်ကျော်မှော်ပြီးအဝင်ပေါ့နော်အဲ့မှာတိုးဂိတ်တခုရှိပါတယ်အဲ့ဒီတိုးဂိတ်မှာကိုလုံကွင်းဆိုတဲ့မှတ်တမ်းရှိတယ်ကိုလုံကွင်းမှတ်တမ်းကနေဝင်လာလို့ရှိရင်အဲပိန်နေကုန်းဆိုတဲ့ရွာလေးရှိပါတယ်အဲ့ဒီပိန်နေကုန်းရွာလေးမှာကျွန်တော်ဒီတောလေးတွေတောင်ကလေးတွေရေကန်လေးတွေပါတဲ့ခြံလေးတစ်ခြံကိုဝယ်ပြီးတော့ကျွန်တော်ရဲ့မပြီးဆုံးသေးတဲ့အဋိဌံတွေကိုမှော်ပြီးအဋိဌံစကန်ဆိုပြီးတော့ အဲစတင်ပြီးတော့ပြုလုပ်မှာဖြစ်ပါတယ်အားလုံးမင်္ဂလာရှိတဲ့အေဂျန့်နဲ့ညာကျန်းလေးဖြစ်ပါစေလို့နော်ဆုတောင်းမြတ်တာပို့သပေးရပါတယ်ခင်ဗျာ